ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်မနေ့မိုးလင်းတဲ့အချိန်ဘန်းကျင်ရဲ့တစ်ပင်ကြားတွေကနေနေလေးအောင်ကဖြာထွက်နေပါတယ်အဲ့ဒီတစ်ပင်အောင်မှာဇော်ဇော်နဲ့မိုးပွင့်တို့ထိုင်နေကြပါတယ်တယောက်လက်တယောက်ကမ်းပြီးထိုင်နေကြကြပါတယ်သူတို့နှစ်ယောက်ကြားမှာအပြုံးနယ်တစ်ခုခုရှိနေတယ်ဆိုတာအထင်းသားမြင်နေရပါတယ် နောက်တော့မအောင်အရေးကြီးပြောစရာရှိတယ်ပြောရမလားမပြောရမလားမသိတော့ဘူးအိုးဟိုငေါ့ပြောဖို့နင်အလောက်တောင်စဉ်းစားရတယ်ပေါ့လေအเจ้าရဘလောက်ပဲအရေးကြီးနေပါစေနင်ငေါ့ပြောပြလို့ရတယ်ဘာကိစ္စလဲပြောပြလေငါနေဟိုသွားပြီးတော့လက်ထပ်ခွင့်တောင်းနေတယ်နင်ကဘာမှမပြောပေမဲ့ငါထင်တာအခုကအချိန်ကောင်းပဲဘိုးဘွင်ကခဏလောက်တိတ်သွားပြီးတဲ့နောက်မှာပြုံးလိုက်ပါတော့တယ်ကောင်းပြီလေငါနင်ရဲ့လက်ထပ်ခွင့်တောင်းတာသဘောတူတယ် ဒါပေမဲ့တခုလောက်ရှင်းအောင်လုပ်ချင်တယ်။ဘာကိစ္စကိုလဲပြောလေ။လက်ထပ်ပြီးတဲ့နောက်လဲငါအလုပ်မထွက်နိုင်ဘူးနော်။ငါဆက်ပြီးတော့အလုပ်လုပ်ချင်တယ်။ကိုချစ်တော့ပေါ့ကိုရက်တီချင်တယ်။အဲ့ဒါကြောင့်လက်ထပ်ပြီးရင်လည်းအလုပ်လုပ်ချင်တယ်။တဇော်ကခဏလောက်တွေးလိုက်ပြီးတဲ့နောက်ကောင်းချိန်ပြီးတော့ပြောခဲ့ပါသေး။မနားလေပါပြီ။ငါအမိနဲ့ဖေကိုလည်းနားလေအောင်ရှင်းပြလိုက်မယ်။နင်းနေတော့ခတ်တယ်။ဘာလို့လဲဆိုတော့မကြီးကအလုံးမလုံဘူး။ဒါမဲ့စကားပြောကြည့်ပြီးရအောင်တော့လုပ်ပေးမယ်။ နင်ငါနဲ့တူတူရက်တီပေးတာငါလိုချင်တယ်။ကျန်တာငါဖြည့်ရှင်းလိုက်မယ်။နင်ငါ့ကိုခုလိုနားလဲပေးပြီးလေးစားပြီးချစ်ပေးတယ်လို့ရှေ့ဆက်ပြီးအဲ့တိုင်းပဲဆက်ဆံပေး။နောက်ဆုံးတော့ငါတို့တွင်းနေတာကိုရက်ပြီးလက်ထပ်ပြီးတော့ပျော်ရွှင်မှုတွေရှာကြမယ်။ဟုတ်တယ်။အရင်ဆုံးသဘောတူတာစောင့်လိုက်ပါအောင်။အခုတည်းကစိတ်ကူးညင်နေပြီလား။မကောင်းတာမပြောရဘူး။အခုကတော်ဆက်ခွင့်တော့မရသေးဘူး။နင်အခုရိယအဲ့လိုတွေပြောနေပြီ။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်ပြီးရီးလိုက်ကြပါတော့တယ်။ နောက်တစ်ရက်မှာတော့ဇော်ဇော်ကသူ့မိသားစုနဲ့အတူထိုင်နေခဲ့ပါတယ်။အဖေကသတင်းစာဖတ်နေပါတယ်။အမေကပူဇော်ဖို့အတွက် RD ဘဏ်ကိုပြင်ဆင်နေပါတယ်။ဇော်ဇော်ကသူ့တို့နှစ်ယောက်ရှိမှထိုင်နေပါတယ်။အမေအဖေကျွန်တော်ပြောစရာရှိတယ်။ဘာဖြစ်လို့လဲတာအားလုံးစင်ပြေမလား။ဟုတ်ကဲ့ကျွန်တော်ကောင်မလေးတစ်ယောက်နဲ့လက်ထပ်ချင်တယ်။သူကရဲသဘောကောက်နေအမေနဲ့အဖေသူ့ရင်သွားပြီးတော့လက်ထပ်ခွင့်ကျွန်တော်အစားတောင်းပြီးပါလား။ အမေနဲ့ဖေကတယောက်ကိုတယောက်ကြိလိုက်ပါတော့တယ်။အမေကတော့ပြုံးလိုက်ပါတယ်။ဒါသူ့သဘောကြပြီ။အမေတို့ရဲ့တလိထုံးဆန်ကိုနားလည်တဲ့သူဆိုရင်ကန့်ကွက်စရာမရှိပါဘူး။ကောင်းပြီလေ။တည့်ရသွားတွေးကြတာပေါ့။ဒါဇော်ကလည်းအတော်လေးကိုပြိုသွားပါတော့တယ်။နောက်နေ့တည့်ရမှာနေ့လေအချိန်မှာပဲမုပွင့်ရင်ကိုလုံးဝရှင်းလင်းအောင်လုပ်ထားပါတယ်။အပြင်ကနေတကားခောက်လာခဲ့ပါတယ်။မုပွင့်ရဲ့အမေကတကားလာဖွင့်ပါတယ်။ တကားရှိမှာဇော်ဇော်ရဲ့မိသားစုရက်နေပါတယ်။လာကြပါအထဲလာကြပါ မိုးပွင့်ကအစတွေကအမတို့ကြောင့်ပြောထားပါတယ်။အားလုံးပြောပြီးတော့အထဲကိုဝင်လာကြပါတယ်။ဇပွဲပေါ်မှာစမူးစားနဲ့လက်ဖက်ရည်တင်ထားပါတယ်။တဖြည်းဖြည်းနဲ့စကားတွေပြောလိုက်ကြပါတယ်။အမရဲ့သမီးလေးကအရင်လာတယ်ပြီးတော့အလုပ်လည်းလုပ်တယ်အိမ်ကိုလည်းကြည့်နိုင်တယ်ဆိုတော့အရင်ကောင်းတာပဲ။ဟုတ်တယ်အခုခေတ်မိန်းကလေးတွေကအားလုံးစီမံနိုင်ဖို့တင်ယူထားရမှာလေ။ဘိုးဘင်းကပြုံးလိုက်ပါတော့တယ်။ ဇဇောရဲ့အမိကတီချာကြည့်နေပါတယ်။တမီးဟာဇဇောရဲ့အကြောင်းအကုန်သိတယ်မလား။အနေချင်းတော့သိပါတယ်။ကျန်တာတော့လက်ထပ်ပြီးမှသိအောင်လုပ်လိုက်ပါမယ်။အားလုံးကလည်းရည်လိုက်ကြပါတော့တယ်။ဇဇောနဲ့မိုးပွင့်ကတီးတန့်စကားပြောလိုက်ပါတော့တယ်။အမတို့မိုးပွင့်သဘောကျပါတယ်။ထင်နာတာတည်းသူကပို့ပြီးနားလဲတက်တယ်။မိုးပွင့်ကပြုံးလိုက်ပါတော့တယ်။မိုးပွင့်ကဇဇောကိုလက်ဖြစ်ရေးပေးလိုက်ပါတယ်။ အလုဟာပျော်ရွှင်စွာနဲ့ပဲတပုတ်တူလိုက်ကြပါတော့တယ်။ယနေ့ငယ်ကြမှာတော့မိုးပွင့်အိမ်မှာအနှဆင်ထားပါတယ်။မိုးပွင့်ကတော့ခန်းထဲမှာထိုင်ပြီးသူတို့သမီးဝတ်စုံတွေကိုထိုင်ကြည့်နေခဲ့ပါတယ်။အရင်ကလာတဲ့သူတို့သမီးဝတ်စုံတွေကိုဖုန်းကနေကြည့်လိုက်ပါတယ်။သမီးအလောက်စေးကြည့်တဲ့ဝတ်စုံမှာဖို့တွေးနေရလား။ဟုတ်တယ်မေ။သမီးဒီဇိုင်းကိုသဘောကျတယ်။နာမည်ကြီး brand ။သမီးလည်းသိရမလား။အမေတို့စီမှာအလောက်လည်းပတ်စံမရှိဘူး။သမီးပေးတဲ့ပတ်စံတွေကိုလက်ထပ်ပွဲအတွက်မန်တက်ဆောက်ဖို့တောင်းလိုက်ပြီ။ ဘိုးဘွင်းကမျက်နှာမေ့သွားပါတော့တယ်။ပြီးတော့ပြန်ပြုံးလိုက်ပြီးအမေလက်ကိုကမ်းပြီးတော့ပြောလိုက်ပါတော့တယ်။ရပါတယ်မေရဲ့။ရှိတဲ့ဆိုင်ကပဲဝေးလိုက်တော့မယ်။အဲ့ဒါလဲသမီးနဲ့လိုက်လောက်မှာပါ။အမေကမျက်ရည်ဝေးသွားပြီးဘိုးဘွင်းကအမေကိုဖတ်လိုက်ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကိုတီချာလီကျင်းပလိုက်ကြပါတယ်။ပြီးတော့အင်ကိုရောက်လာပြီးတော့ကျူစုပွဲကိုလှုပ်လိုက်ပါတယ်။အင်ကြီးရဲ့တကားမှာပန်းတွေမီးတွေနဲ့လှဆင်ထားခဲ့ပါတယ်။ တကောင်းရှိမှစစောရဲ့အမေက RT ဘန်းကိုကင်ပြီးရက်နေပါတယ်။ကျင်းစင်ကပန်းရောင်ဝတ်စံဝတ်ထားပြီးပန်းကျဲပြီးတော့ကျူစုလိုက်ပါတယ်။ဘူးပွင့်ဟာအိမ်ထဲဝင်တဲ့အခါမှာကြီးမားခန်းသားတွေပြင်ဆင်မှုတွေတွေ့ပြီးမျိုးလုံးလေးလေးတောက်ပသွားပါတော့တယ်။အင်ကြီးကိုမြင်ပြီးတော့အံ့ဩသွားပါတော့တယ်။အိမ်ရအကြီးကြီးပါလား။အခုတော့ငါလက်တီအိမ်ကြီးမှာနေရတော့မယ်။ငါစိတ်ဆန္ဒတွေကိုမြို့သိပ်စရာမလိုတော့ဘူး။စိတ်ထဲရှိတာတွေကိုပဲလုပ်တော့မယ်။မိုးပွင့်တီအိမ်ကနေကျူစုပါတယ်။ လာသမီးရဲ့အရှက်လင်မန်းထဲမှာခြေတော့ထည့်ပြီးလမ်းလျှောက်လာပါနောက်တနေ့မှာတော့မိုးပွင့်ကစိတ်ညစ်ပြီးအခန်းထဲမှာဟိုဟိုဒီဒီရှောင်နေပါတယ်သူမျက်နှာမှာစိတ်ညစ်မှုတွေအထင်းသားမြင်နေရပါတယ်ဒီနေ့ငါရဲ့မိဖို့ကြောင့်ဝင်တဲ့အစင်လာရှိတယ်အမေကဘာတွေလောက်ခိုင်းမလဲမသိဘူးအများကြီးတာလောက်ခိုင်းရင်ငါတော့သွားပါပြီငါနှမျိုးသုံးမျိုးပဲချက်တက်တာတကားကိုလာခောက်လိုက်ပါတယ်မိုးပွင့်ကဖွင့်ပေးလိုက်ပြီးရောက်ခမကအခန်းထဲဝင်လာပါတယ် မျက်နှာမှာပြုံးနေဝေစာနေခဲ့ပါတယ်။မိုးပွင့်ဒီနေ့သမီးရဲ့မိဖို့ကြောင့်ဝင်တဲ့ပထမနေ့လေ။ဟုတ်တယ်မေသမီးလည်းစဉ်းစားနေရဘာလို့ရမှာလဲ။အများကြီးမဟုတ်ပါကွယ်။အာလူခန်းချင်သေးတဲ့အရွက်ကျော်အဲ့ဒါနဲ့တွဲပြီးတော့ပူရီလောက်လိုက်။မိုးပွင့်လည်းအံ့ဩသွားပြီးတော့ကြောင်ပြီးရောက်ခမကိုကြည့်လိုက်ပါတယ်။ဒါပဲလုံးဝမှာလား။ဟုတ်တယ်သမီးပထမဆုံးဘဲကိုအလောက်ပတ်စံကုန်စရာမလိုဘူးလေ။ဇန်နဝါရီကိုအိမ်မှာစားဘူးတာပဲ။ ောက်ခမသွားလိုက်တော့မိုးကွင်းကစိတ်အေးသွားပြီးပြုံးလိုက်ပါတော့တယ်။ကောင်းလိုက်တာငါယောက်ခမအမေရိအများကြီးလှောက်ခိုင်းမဲ့ထင်နေတာ။သူကသုံးမျိုးနဲ့ပူရီပဲလှောက်ခိုင်းနေ။တောင်ငါ့နှစ်တွင်အောင်ချက်လို့ရတယ်။ငါတော့ပျော်စရာပါလားဟဲ့။မိုးကွင်းကမိဖို့ကြောင့်နေသွားပြီး gas ဖွင့်လိုက်ပါတယ်။ခင်းညင်းနေပြီးတော့အာလူကိုပြုတ်ထားလိုက်ပါတယ်။လက်ထပ်ပြီးနောက်အလောက်လွဲကူသွားမယ်လို့မထင်ထားဘူး။ကြည့်ရတာတီအိမ်မှာပျော်အားလောက်တယ်။ဘိုးပွင့်ကမှန်တင်ကုန်ရှိမှထန်လိုက်ပါတယ်။ ဘန်းရောင်စာရီကိုဝတ်ထားပြီးလက်မလေးတန်းဆိုးထားပါတယ်။နှစ်ဖူးမှာပူတူးထည့်ထားပြီးတော့ခေါင်းမလေးပင်အလှဆင်ထားပါတယ်။သူကပြုံးပြီးတော့အလှပြင်နေပါတယ်။ပြီးတော့ကိုကူကူပြောလိုက်ပါတော့တယ်။ဒီနေ့ငါရဲ့မျက်နှာပြပွဲပဲ။ရောက်ခမဘာရီလောက်ခိုင်းမလဲမသိဘူး။သူကပြင်ထွက်ကြည့်လိုက်တော့အင်ကလုံးဝကိုတိတ်ဆိတ်နေပါတယ်။ဘာပြင်ဆင်မှုမှလည်းမရှိသလိုဧည့်သည်လည်းမရှိပါဘူး။အလုသမားကတပြေးစီးလဲနေပြီးရောက်ခမကတော့မိဖို့ကြောင်ပါပါ။ ဒါပါတော့အိမ်မှာပန်းတွေနဲ့လည်းအလမဆင်ထားသလိုဧည့်သည်လည်းမရှိတိတ်ဆိတ်နေရပဲအနာလောက်တွေ့ပြီးသူကအခန်းလေးကိုဝင်သွားပါတော့တယ်အဲဒီမှာစစောက laptop နဲ့လှုပ်လှုပ်နေပါတယ်စစောဒီနေ့ကမျက်နာပြပွဲလေးအိမ်မှာဘသူမှပွဲလည်းမလုပ်ကြပါလားပြင်ဆင်တာလည်းမရှိသလိုဧည့်သည်လည်းမရှိဘူးစစောကပြုံးပြီးသူ့စီကို ရောက်လာခဲ့ပါတယ်အလှဆင်စရာဘာလို့လို့လဲအိမ်ကဒလောက်ကြီးအောင်ပပလေးမလေးမိရီတက်ထားရီ ညနေကျရင်မီးဖွင့်လိုက်ရင်လုံးဝကိုလက်ထပ်ပွဲရှိတယ်လို့ဖြစ်သွားလိမ့်မယ်။ဟုတ်လား။ကောင်းပါပြီ။ညနေရောက်တော့မိုးပွင့်ကဝါရောင်စာရီဝတ်ပြီးအလှပြင်ထားပါရယ်။ဆိုဖာကွန်ပေါ်ထိုင်ပြီးညနာကိုလည်းအုပ်ထားပါရယ်။အရှိန်မှချုံမုံပကံလေးရှိပါရယ်။နောက်ကြတော့အိတ်သေးတချို့ရောက်လာခဲ့ပြီး သူတို့ကပြုံးပြပြီးတော့မိုးပွင့်ကိုကြည့်လိုက်ပါရယ်။ချွေးမနေအရန်လာတာပဲလုံးဝရုပ်ရှင်မင်းသမီးလို့ပဲဟုတ်တယ် စစောကတော်တော်ကန်ကောင်းတာပဲလှပပြီးတိတက်တဲ့မိမအောင်ရရတယ်။အနောက်နေတော့မိမသုံးယောက်ကကပ်ပြီးတူတူလေးပြောလိုက်ပါတော့တယ်။ဒါပေမဲ့နီးတော်မိုးပွင့်ရကြားလိုက်ပါတော့တယ်။ကြည့်ပါဦးဟဲဂျူလာအခုချိန်နေကက်စီနေတော့မယ်။ချွေးမောင်မျက်နှာပြပွဲလောက်တာအိမ်တော်မပြင်းစင်ဘူး။ဟုတ်ပါဟဲချွေးမတလောက်လာတာတောင်အိမ်က၆ကက်နေတယ်။ကြည့်ရတာပြဆားတဲ့နေရာမှာပဲပတ်စံသုံးနာချက်နဲ့ချွေးမတွေပတ်စံနဲ့နဲ့ကုန်တာဘာဖြစ်မှမလို့လဲ။ အခုတော့လူတွေမကောင်းပြောကြတော့မယ်။ဥပွင့်ကအလုံးကျလိုက်ပြီးမျက်နှာမေးသွားပါတော့တယ်။ဒါပေမဲ့ကိုကိုကိုထိန်လိုက်ပါတယ်။ငါတို့အိမ်သားလူတွေပဲအတင်းတုတ်တက်တာထင်တာ။ဒါပေမဲ့လူတွေကောအခုလိုအတင်းတုတ်ရတာဝါသနာပါကြတာကိုလူတွေကပါမစို့ပြောကြမှာပဲလေ။ငါပါလို့ကိုယ့်ရဲ့ပျော်ရွှင်မှုဖျက်ဆီးရမှာလေ။ဥပွင့်ကပြောပြီးတော့အချူရီစားလိုက်ပါတော့တယ်။မျိုးသမီးတွေကတော့ကက်ပြီးတော့အတင်းပြောနေတော့မှာ။ ောက်နေ့တရက်မှာတော့နန်းတော်လူအင်ကြီးမှာအလုကမားကတန်ရှင်းရေးလုပ်နေပါတယ်။ဘိုးပွင့်ကနန်းဆန်းနဲ့အတူတူမိဖို့ကြောင့်မှရှိနေပါတယ်။နန်းဆန်းကအကြောက်လွန်စွမ်းနဲ့အသီးတွေကိုလှီးနေပါတယ်။ဘိုးပွင့်ဟာအရှိမဖုံးကြည့်နေပါတယ်။အမရေဒီနေ့အတော်နဲ့ဦးလေးလာမှာဆိုတော့ညီမတွေးနေတာစားစရာကောင်းကောင်းလေးချက်ပေးလိုက်ရင်ကောင်းမလားပထမဆုံးတွေ့တာဆိုတော့အဆင်ပြေအောင်လုပ်လေအင်းလုပ်လေဒါပေမဲ့အမေကအလောက်အများကြီးလှုပ်ခွင့်ပေးမယ်လို့အမတော့မထင်ဘူးအမေကအငြင်းနှံပြောတယ် ဒီအိမ်ကြီးမှာပတ်စံများကြီးကုန်ကြစရာမလိုဘူးတဲ့ဒါပေမဲ့အမရဲ့ပထမဆုံးတွေ့တာဆိုတော့အကောင်းဆုံးတော့လုပ်ပေးရမယ်လေအာလူတုပ်အချိုအတွက်ကဟာလွာလုပ်ရင်ကောင်းမလားနန်းဆန်းကပြန်မပြောခင်ပါပဲရောက်ကမကလက်ဖေးခွက်ကန်ပြီးဒီလိုကြောင့်လေးရောက်လာခဲ့ပါတယ်မိုးပွင့်ဘာလို့အသီးနှံနဲ့အများကြီးကိုထုတ်ထားရလဲဒါဘာတွေဖြစ်နေရလဲအမေသမီးတွေးတာလေအတော်နဲ့ဦးလေးလာမှဆိုတော့စားကောင်းတာတွေချက်မလားလို့လေသမီးဘာမှအလို့တွေလုပ်စရာမလိုပါဘူး အကန်တသေးလေးတွေထုတ်ပြီးနည်းနည်းစီထည့်ပေးလိုက်။စားစရာတွေအများကြီးလောက်စရာမလိုဘူး။လက်ဖက်ရည်နဲ့တူတူပီစကစ်တွေကျွေးလိုက်။မိုးပွင့်ကအန်အိုးသွားပြီးအနောက်လဲကြည့်ပြီးတော့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့အမေအတော်နဲ့ဦးလေးကိုပထမဆုံးတွေ့မှလေ။ကောင်းကောင်းမလုပ်ပေးရင်သူတို့ဘလို့တွေးမလဲ။ချွေးမနည်းနည်းလေးတောင်အကျွေးမင်းရှိပါလားဆိုပြီးသူတို့အတွက်လည်းမကောင်းလေ။အလို့ဖြစ်မှမဟုတ်ပါဘူးဟဲ့။ပါလို့လဲဆိုတော့သူတို့အားလုံးတီအိမ်ကနေပဲကြီးပြင်းလာတာအတင်းတုတ်တာလဲလူတွေရဲ့အကျင့်ပဲလေ နေ့တိုင်းလဲလာတာမှမဟုတ်တာဘာလို့ကြောက်နေမှာလဲပြောစရာရှိတာပြောစမ်းပါစေဘိုးဘွင်းကတိတ်သွားပြီးခေါင်းငုံလိုက်ပါ रे အမေအားလုံးထိမ့်လိုက်မယ်တမီးအမေပြောသလိုပဲလုပ်အလောက်ထိစူးစမ်းနေစရာဘာမှမလိုရောက်မကပြောပြီးသွားလိုက်ပါ रे မိဖို့ကြောင့်ကတိတ်စိတ်သွားပါ रे ဘိုးဘွင်းဟာလက်ထဲမှာတားခိုင်ပြီးအတွင်းနေလေးရောက်သွားပါ रे အမဒါပါပြောရလဲအမျိုးတွေလာလေတာကိုလက်ဖိနဲ့ဘစ်ကစ်ပဲကျွေးခိုင်းတာလားယင် အဲ့လိုမျိုးအမေအိမ်မှာတော့မတွေ့ဘူးဧည့်သည်လိုင်းအိမ်မှာချက်ပြုတ်ဖို့အလုပ်ကိုရှုပ်နေ啊နန်းဆန်းကပြောလိုက်ပါတော့တယ်ဟေးအယူမလေးနင်ခုမှရောက်ကစားပဲရှိသေးတော့နောက်ကျတဖြည်းဖြည်းနားလည်သွားလိမ့်မယ်ဒီအိမ်မှာအားလုံးကရောက်ခမရဲ့အမေနိုင်မဲ့သွားတာနင်တွေးတဲ့အတိုင်းဖြစ်ဖို့အရေးမကြီးဘူးတပေါ်ကမြမစိတ်ထဲမှာရှိတဲ့အတိုင်းလှုပ်လို့မရဘူးပေါ့လေလှုပ်လို့တော့ရတယ်ဒါပေမဲ့အချိန်မှန်စောင့်ရမယ်အခုတော့မဟုတ်သေးဘူး နန်းဆန်းကအဲ့လိုပြောပြီးမိဖို့ကြောင့်လေးကနေထွက်သွားလိုက်ပါတော့တယ်။မုပ်ပွင့်ကအဲ့ဒီမှာရက်ပြီးကြံခဲ့ပါတယ်။နောက်တစ်ရက်မှာတော့စေနာကြီးအချင်းအိမ်မှာဆူညံ့နေပါတော့တယ်။ကလေးတွေကတော့စော့နေပြီးအိမ်ကအမေကမိဖို့ကြောင့်မှအဖေကတော့ကားစီးနေပါတယ်။အားလုံးအတူစုပြီးပျော်ပွင့်စားထွက်မှဖြစ်ပါတယ်။သူတို့ကရန်ကိုစိတ်လုံရှားနေပါတယ်။မုပ်ပွင့်ကမိဖို့ကြောင့်နဲ့မှာရက်ပြီးချင်းတော်နဲ့မှာစားစရာမုန့်နေထင်နေပါတယ်။အာလူကျော်ရီ၊ဘစ်ကတ်၊ပါမုံပြီးတော့ဘူးသီးနဲ့ရီရီ ီးတဲ့အခါမှာဆန်ဝစ်ကိုလည်းထည့်လိုက်ပါတယ်။ကလေးတွေကစားရင်ဘိုက်တော့စားမှာပဲ။နည်းနည်းတော့ပြင်ဆင်ပြီးသွားရမယ်လေ။မဟုတ်ရင်နောက်မှအားလုံးစိတ်ညစ်သွားလိမ့်မယ်။အဲ့ချိန်မှာရောက်ခမဖြစ်သူရောက်လာပြီးမုံတွေအများကြီးထည့်ထားတာတွေ့ပြီးကြောင်သွားပါတော့တယ်။သမီးတပါတွေလဲချင်းနောက်ထဲမှာဘာတွေအလောက်တောင်ထည့်ထားရလဲ။အမေစားစရာမုံတွေထည့်နေတာ။ကလေးတွေအတွက်နဲ့အားလုံးအတွက်အဲ့မှာဆိုင်တွေမရှိရင်အသုံးဝင်အောင်လို့သမီး အဲ့ကိုသွားဖို့အလောက်ထုတ်ကြည့်ယူသွားเสียပါလို့လို့လဲအမေတို့တော်တဲ့သွားနေမှာမဟုတ်တာဒီတိုင်းပန်းချံမဲကိုကလေးတွေကဆော့ရင်အချိန်ကုန်သွားလိမ့်မယ်စားဖို့တတိတောင်ရမှာမဟုတ်ဘူးဒီလိုပြောပြီးကလေးနှစ်ယောက်ကိုလက်ညှိုးထုတ်လိုက်သွားတယ်တွေ့လားသူတို့နှစ်ယောက်ဒီမှာဘလို့တော့ဆော့နေလဲကိုမလည်းဆော့လိမ့်မယ်သူတို့ဘိုက်စာမှာမဟုတ်ဘူးအလောက်များမထဲခဲနဲ့လူအဲ့ရင်လဲဟိုမှာဝယ်လို့ရတာပဲလေဟုတ်ကောင်းပါပြီအမေပြောသလိုပါပဲ ။ဒါကအာလူကျော်နဲ့ဘီစကစ်တချို့ထုတ်လိုက်ပါတော့တယ်။ပြီးတော့ဆန်ဝစ်ကိုလည်းထုတ်လိုက်ပြီးပြန်သိမ်းလိုက်ပါတယ်။အခုတော့ချင်းထဲမှာအာလူကျော်အထုပ်နှစ်ထုပ်နဲ့ဘီစကစ်ပဲရှိပါတော့တယ်။ကြားပြီသမီးရဲ့အမေတို့ပြောပါဖို့သွားတာပဲလေ။စားဖို့အတွက်မှမဟုတ်တာ။ဘိုးဘွင်းကစိတ်ညစ်သွားပြီးအသက်ပြင်းပြင်းရှူလိုက်ပါတယ်။ပြီးတော့ပြုံးပြီးတော့ပြောလိုက်ပါတော့တယ်။ကောင်းပါပြီ။ကလေးတွေအတွက်လာပဲနည်းနည်းထည့်ထားလိုက်မယ်။ကလေးတွေစားလို့ရတာပေါ့။ အမေကဘာလို့အဲ့လိုပြောလိုက်တာလဲကားမှာထိုင်ပြီးတမိသားစုလုံးက အပြင်သွားလိုက်ပါတယ်ကားထဲမှာတခြင်းဖွင့်ထားပါတယ်ကလေးတွေလည်းစောင့်နေကြပါတယ်အားလုံးဟာစိတ်ပျော်ရွှင်နေကြပါတော့တယ်ဒီနေ့တော့အရင်ပြောဖို့ကောင်းပါပဲအခုလူပြောဝဲစားထွက်ရတော့လေကလေးတွေကတော့အတော်ပျော်ကြမှာဗန်းချံရောက်သွားတာနဲ့ကလေးတွေကပြေးစောင့်နေကြပါတယ်အိမ်မှာမြင်းယုံတွေချားတွေလည်းပဲရှိပါတယ်ပြောစရာရန်ကိုကောင်းနေကြပါတယ် လူကြီးတွေကလည်းပဲကလေးတွေကိုကြည့်ပြီးရီမောနေကြပါတယ်။နှစ်နာရီနေတော့သူတို့အားလုံးမောပြီးတော့ထိုင်သွားပါတော့တယ်။ကလေးတွေရဲ့မျက်နှာမှာပင်ပန်းနေတာကိုတွေ့ရပါတယ်။အမေအမေဘိုက်စာနေပြီ။တမီရောပဲ။တမီကိုလည်းစားဖို့တခုခုပေးပါလား။ကလေးတို့ရဲ့အိမ်ကနေခုနမှစားပြီးထွက်လာကြရလေ။အခုဘိုက်စာနေပြန်ပြီလား။အမေဘိုင်ရန်စာတွေအနီးနားမှာဆိုင်းရှိလာကြည့်လိုက် ပပတ်လေးကိုကြည့်လိုက်တော့ဆိုင်တဆိုင်ကိုမှမတွေ့ဘဲတင်းဆိုင်နေခဲ့ပါတယ်။စားတော့ဖို့အတွက်စားတော့ဆန်တွေလည်းမရှိပါဘူး။ဒီမှာစားတော့ဖို့အတွက်ဆန်ရှိမယ်လို့ထင်ထားတာတကယ်တော့တဆိုင်မှမရှိပါလား။အခုကလေးတွေကိုဘာကြည့်မလဲ။အိမ်ကနေထည့်လာရမှာအမေရောပြောလိုက်သေးတယ်။စားစရာတချို့ပြန်ထည့်လိုက်ဆိုပြီးဘလို့သိမလဲဒီမှာဆိုင်တွေမရှိရ။အဲ့ဒီချိန်မှာမိုးပွင့်ကပြုံးပြီးတော့ဘီစကတ်မုံကိုဖောက်လိုက်ပါတယ်။ကျော်ကလေးတို့ရေပိုက်စာနေပြီမလား။ အန်တီကသမီးတို့အတွက်အာလူကြော်နဲ့ပစ္စကင်မုံထည့်လာခဲ့တယ်။ကလေးတွေကပျော်သွားပါတော့တယ်။ပျော်ပြီးတော့អော်လိုက်ပါတယ်။ဝါအာလူကြော်လား။ကျေးဇူးပါနော်အန်တီ။ကောင်းလိုက်တာ။မိုးပွင့်ရလိုက်သည်လို့မုံနေတာမပလာရင်ကလေးတွေတော့ငိုပြီးပြင်သနာရှာတော့မှာ။တကယ်မှန်နေ။နင်တကယ်ကောင်းကောင်းနေ။ကလေးတွေကအာလူကြော်တွေစားလိုက်ပါတယ်။မိုးပွင့်ကဒေါသထွက်နေတဲ့အကြည့်ရှိမလားလို့သူ့ရောက်ကမကိုကြည့်လိုက်ပါတယ်။အမေ ။သမီးကအများကြီးထဲ့လာတယ်။ဒါပေမဲ့အမေကပြန်နှခန်းလိုက်တာလေ။မျက်နှာတင်းပါပြီးတော့ဒေါသဖြစ်တဲ့အကြည့်နဲ့ကြည့်ပြီးပြောလိုက်ပါတော့တယ်။ငါပြောတဲ့နည်းနည်းထားခဲ့ဆိုတာအကုန်လုံးထားခဲ့ခိုင်းတာမှမဟုတ်တာ။နည်းနည်းပဲလေ။ငါ့ဘလာမဆွတ်ဆွဲနဲ့။လူကြီးတွေကနည်းနည်းတော့စီဆူးသွားခဲ့ပါတယ်။ကလေးတွေကတော့ပျော့ပျော့ပါပါပဲအားလွှဲကြော်စားလိုက်ပါတယ်။အုပ်ပွင့်ကဘာမှမပြောဘဲပြုံးပြီးတော့ကလေးတွေကိုအေးအေးတန်လိုက်ပါတယ်။ကလေးတို့လားအေးအေးတောက်လိုက်ပြီးမြင်းရုပ်တွေသွားစီးကြမယ်။ မိုးပွင့်နေရာတော့အချိန်နေတိုင်းကိုထိန်းနိုင်နေနော်ငါဆိုတလွဲတွေလုံတော့မှာအမညမဒီတိုင်းတွေးလိုက်တာအားလုံးကအတူတူပျော်ဖို့လာကြပဲလေညမတီမြင်ကွေးမပြက်စည်းစေရုံမှာရောက်ခမကဝေးမထိုင်ပြီးအကုန်လုံးကို နားထောင်လိုက်ပါတယ်ဒါပေမဲ့သူကတိတ်နေပါတယ်မျက်နှာမှာတော့ဒေါသတွေရှိနေပါတယ်ကလေးတွေကစော်ကစားနေကြပါတယ်နောက်တနေ့မနေ့ရောက်တော့အိမ်မှာထုံးစံတိုင်းတိတ်ဆိတ်နေကြပါတယ်ဘသူမှကိုမတွေ့ရသလို့ ဘသူမှလည်းသူ့ကိုမခေါ်ခဲ့ပါဘူး။မုပ်ပွင့်ကသူ့ယောက်ျားနားမှာထိုင်ပြီးပြောလိုက်ပါတော့တယ်။ဆော့ဆော့ဒီနေ့အိမ်မှာတိတ်ဆိတ်နေပါလား။ဒီနေ့တော်တော်ရဲ့မွေးနေ့လေ။ဘသူမှ celebrate မလုပ်ကြပါလား။ဘာအတွက် celebrate လဲ။ညနေကျရင်ကိတ်တလုံးဝယ်ပြီးတော့မွေးနေ့လုပ်ပေးလိုက်မယ်လေ။ဒါပေမဲ့တော်တော်ငယ်သေးတယ်လေ။သူ့မှာတငယ်ချင်းတွေလည်းရှိမှာပေါ့။တငယ်ချင်းတွေကိုဖိတ်ပြီးနည်းနည်းပြင်ဆင်ပြီးပွဲသေးသေးလေးလှုပ်လိုက်ရင်လည်းကလေးလေးပျော်သွားတာပေါ့ဒါတာမန်လုပ်နေကြပဲလေ အဲ့အတွက်ဘာလို့ကုန်ကြခံနေမှာလဲလူတွေအဲ့လောက်မလုပ်ပါဘူးကိတလုံးပဲလီးမအောင်ဒီအင်ကလူတွေကတော့ကိုကလေးအတွက်အဲ့လောက်တောင်ကက်စီနဲရလားအဲ့လောက်ကြီးတဲ့အိမ်မှာနေပြီးအဲ့လောက်ကက်စီနဲတယ်ဟာကက်စီနဲတယ်လေလားကိုဘယ်တော့ကက်စီနဲလို့လဲကိုကပတ်စံတွေကိုအဖျုံဆုံးပဲတော်လိုက်တော့ကျမဒီအင်ကိုစားရောက်လာတော့ကက်စီနဲတယ်လို့ပြောရုံပဲရှိတာအခုတော့ဒီအိမ်မှာနေတာကြာလာတော့ရှင်တို့တော်တော်လေးကိုကက်စီနဲတယ်ဆိုတာသိလိုက်ရတာပဲဟုတ်လားမင်းကိုမိသားစုကိုစော်ကားနေတယ်ပေါ့ ရှင်တို့မလုတ်ချင်နေကျမတော်တော်မွေးနေလောက်ပေးမယ်သူ့အတွက် special လောက်ပေးမယ်မိုးပွင့်ကသူ့မှာရှိတဲ့ပစံကိုယူပြီးဈေးကိုတွားလိုက်ပါတော့တယ်မိကျိုးတွေပူပေါင်းတွေကိတ်တွေဝယ်လိုက်ပါတယ်ပြီးတော့တော်တော်ရဲ့တငယ်ချင်းတွေကိုလည်းဖိတ်လိုက်ပါတယ်အိမ်ရှိမှာမိကျိုးတွေဆန်လိုက်ပြီးသပွဲပေါ်မှာလှပတဲ့ကိတ်မုံကိုလည်းတင်လိုက်ပါတယ်မိုးပွင့်ဘာလို့ဒီလောက်တောင်ပြင်ဆင်ထားရလဲဒီနေ့တော်တော်အတွက်ပျော်စရာနေ့ဖြစ်အောင်လုပ်ပေးနေတာညနေလေးရောက်တော့ ဟောကဲမောင်ကလေးတွေရဲ့ရည်တန်းကတခန်းလုံးကိုပြန့်နှံ့သွားပါတော့တယ်။ဟာဒါသားတွက်လား။တတော်ဟာကိမ့်မုံနိမ့်မဲ့အချိန်မှာရောက်လာခဲ့ပါတယ်။မိုးပွင့်ကဖျောင်းနိုင်လေးထုံးလိုက်ပါတယ်။တတော်ကပျော်ရွှင်စွာနဲ့ပဲကိမ့်မုံလှိလိုက်ပါတော့တယ်။ပြီးတော့အန်တီစီကိုသွားလိုက်ပါတယ်။အန်တီဒီနေ့ကသားတွက်ပထမဆုံးမွေးနေ့ကျင်းပါတာပဲ။အရင်ကဆိုရင်ကိမ့်မုံတတိလေးနဲ့ပြီးသွားတာ။ကျေးဇူးပါပဲအန်တီ။ဟုတ်ပါပြီ။ နေ့တန်တားရဲ့မွေးနေ့ကိုဒီနေ့လိုပဲကျင်းပပေးမယ်။အခုအန်တီရောက်လာပြီမလား။ဒါအတွက် special တွေပဲလုပ်ပေးမယ်။အားလုံးလည်းရှင်မောလိုက်ကြပါတော့တယ်။ကလေးတွေလည်းပျော်ပါနေကြပါတယ်။ဒါဟုတ်ကြည့်ပြီးမိုးပွင့်ကပြုံးလိုက်ပါတော့တယ်။တိန်လုံးမှာရောင်စုံပူပေါင်းနေတဲ့မိလာကျူးတွေရောပြည်နေပါတယ်။နောက်တနေ့မနေ့မှာတော့ရောက်ခမကလက်ဖက်ရည်ခွက်ကိုချပြီးဆိုဖာကိုမှထိုင်နေပါတယ်။မိုးပွင့်ကစစော့အတွက်ထမင်းမှုပြင်ပေးနေပါတယ်။စစော့ကဖက်နဲ့တိုင်နေပါတယ်။ မေမနေ့ပြန်ပွဲတစ်ခုရှိတယ်မိုးပွင့်အတွက်ဝတ်စုံတစ်ထည်ဝတ်ပေးလိုက်ဒါအဲ့အတွက်ဘာလို့လို့လဲဒါတို့လက်ထက်တာမကြသေးဘူးလေဝတ်စုံအစ်တွေရှိလောက်မှာပါအဲ့ဒါပဲဝတ်ခမ်းလိုက်အမေအဲ့လိုကမကောင်းဘူးလေကျွန်တော်အမေအကောင်နဲ့ပတ်စံထည့်ပေးလိုက်မေအမေမိုးပွင့်နဲ့မရည်တွန်ရှော့ပင်ထွက်ပြီးဝယ်ပေးလိုက်ဒါအဲ့လောက်ကုန်ကြခံစရာဘာလို့လို့လဲအဲ့တော့ကောင်းတာပေါ့နှစ်ယောက်လုံးဝတ်စုံအစ်တွေရသွားတာပေါ့ဒီလိုပြောပြီးစစောကသွားလိုက်ပါတော့တယ်ဘိုးပွင့်ကထမင်းဘူးပေးလိုက်ပါတယ် မိုးပွင့်ဟာစစောနဲ့ရောက်ခမပြောတာကိုအကုန်လုံးကြားလိုက်ပါတယ်။သူတို့ကငါတို့နဲ့မတူပါလား။ငါတို့အဲ့လောက်မချမ်းသာရင်တောင် ပွဲတစ်ခုလာပြီးဆိုရင်ဝှစ်စုံအစ်စ်တထဲတော့ဝယ်တာပဲလေ။ဒါပေမဲ့သူတို့ကအိမ်တော်ကြီးမှာနေတာတောင်ပတ်စံတော်တော်ကက်စီနေတာပဲ။ညနေရောက်တော့မားကတ်မှာလူတွေအများကြီးရှိနေပါတယ်။ဆိုင်တိုင်းမှာလည်းအယောင်မျိုးစုံဝတ်တွေရှိပါတယ်။ရောက်ခမကမိုးပွင့်နဲ့နန်းဆန်းကိုအဝတ်ဆိုင်ကိုခေါ်သွားလိုက်ပါတော့တယ်။အဝတ်ဆိုင်ရှိမှရက်ပြီး မိုးပွင့်ရင်တာဝယ်လိုက်ရောက်ခမကမိုးပွင့်အတွက်ဝတ်စုံတစ်ထည်ရွေးပေးလိုက်ပါတော့တယ်မိုးပွင့်ကပြုံးပြီးတော့ပြိုခဲ့ပါတယ်ကျေးဇူးပါမေအရန်လာတယ်အမေသမီးကိုလည်းဝတ်စုံတစ်စုံဝယ်ပေးလေပွဲတွေတတိုင်းအဟောင်းတွေပဲဝတ်နေရတယ်ဝတ်စုံအသေးဘာလို့လို့လဲနေရလက်ထပ်ပွဲတုန်းကဝတ်စုံနဲ့အများကြီးဝယ်ထားပေးတယ်လေဘာလဲပွဲတွေရှိတိုင်းတစ်နှစ်ပြီးတစ်နှစ်ဝယ်ပေးနေရမှာလားအမေလူတိုင်းအဝတ်အသင့်နဲ့လာကြမှာပဲလေ ပွဲတက်ဖို့ပဲဟိုအဝတ်တက်တော့လိုတာပေါ့အဟောင်းပဲဝတ်နေရမှာလားနင့်ကိုဝယ်ပေးတာတော့မတော်တော်များနေပြီနင့်ကို cancel လုပ်လို့ရရင်တော့နင်ကအခုမှလက်ထပ်တာမကြသေးဘူးအဝတ်အစ်စ်တွေအများကြီးရှိလောက်တယ်ရောက်ခမကသူ့ကိုပြန်လှည့်ပြီးငါနင့်ကိုဝယ်ပေးတယ်ဆိုတာလဲစောစောအစ်စ်ဝယ်ပေးလိုက်ဆိုလို့ဝယ်ပေးရနော်ဘိုးဘွင်းကပြုံးလိုက်ပြီးစိတ်ထဲမှာတော့စိတ်ပြတ်သွားပါတော့တယ်ငါဘလို့အိမ်မြို့ရောက်လာလဲအိမ်ကြီးမှာနေတာတောင်ဒီလိုကက်စီနေရတယ်ပေါ့ ဒီလိုကက်စီနေပြီးတော့ဘယ်မှာသုံးမလို့လဲရောက်ခမကမိုးပွင့်ကိုဝစ်စုံအစ်စ်ပြီးလိုက်ပါတော့တယ်သူတို့နှစ်ယောက်လုံးကပဆိုင်အီအလှလေးတွေကင်ထားပါတယ်မိုးပွင့်ငါတော့ဒီပွဲမှာလဲဝစ်စုံအဟာမဲ့ဝစ်ရတော့မယ်ထင်တယ်ရောင်းမဘာပဲဖြစ်ဖြစ်အမေရှိမှဟန်ဆောင်ဆရာတော့မလိုပါဘူးအချိန်တန်ရလာလိုက်မယ်ရောက်ခမကမိုးပွင့်ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်မိုးပွင့်ကတော့တွေးလိုက်ပါတယ်ဟုတ်တယ်တဖြည်းဖြည်းအကုန်တင်ရမယ်အစားအသောက်အဝတ်အစား ီနေ့ကတော့အဆင်ပြေပါတယ်။ငါအတွက်ဝတ်စုံအသိဝယ်ပြီးပျော်ရွှင်မှုလေးပေးလို့ဒီလိုနဲ့နောက်တစ်ရက်မှတော့ဓမီသားစီလုံးအမျိုးရဲ့အင်ကိုသွားဖို့ပြင်ဆင်ထားပါတယ်။အမေအချိုးနဲ့ပန်းဝယ်သွားရအောင်လေ။သူများရင်သွားတာလက်ပလာနဲ့သွားတာမကောင်းဘူး။တမီတချို့လူတွေအမေတို့အိမ်ကိုလာရင်လည်းလက်ပလာနဲ့လာကြတာပဲလေ။အမေတို့မှုန့်ကြွေးပြီးဧည့်ခံတယ်။ပြီးတော့ပတ်စံကုံစရာမလိုတဲ့နေရာမှာဘာလို့ပတ်စံကုံခံနေရမှာလဲ။အမေတမျိုးတော့ဖြစ်နေမှာပဲလေ။လူတွေလည်းကြိတ်လောက်တယ်။ ဘသူပါယူလာလဲဆိုပြီးဟုတ်တယ်မေဦးဝင်ပြောတာမှန်နေတခုခုတော့ဝယ်ကြမယ်လေပစက်ပိတ်စမ်းဘယ်ချိန်ကြီးကြီး तू ပြောတာပဲနားထောင်နေပစက်ပိတ်ပြီးငါတို့ပွဲလိုက်ဖို့ပဲကားကပွဲချင်းပါမယ်ရှေ့မှာရက်လိုက်ပါတယ်တမိသားစုလုံးကားတွေကနေထွက်လာပါတယ်လူတွေကသူတို့ကိုကြည့်ပြီးစကားတွေပြောနေကြပါတယ်ကြည့်ပါဦးတလောင်ချင်းမတွေအင်ကြီးကလာပြီးတော့လက်ဗလာနဲ့ အများကြီးမဟုတ်ရင်တော့အနည်းဆုံးတော့တူတူလေးတော့ယူလာဖို့လက်ဆောင်ကြီးကြီးမဟုတ်ရင်တော့လက်ဆောင်တသေးလောက်တော့ယူလာတဲ့နာပေါ့ဟဲ့တလောက်အိမ်ကြီးမှနေပြီးလက်ဆောင်တသေးလေးတော့မယူလာနိုင်လောက်ကစီနေရပဲရောက်ခမကမိုးပွင့်နောက်မှာရင်နေပါတယ်ချက်တဲ့ပုံစံနဲ့ပြုံးလိုက်ပါတော့တယ်မိုးပွင့်ကလည်းပြုံးပြီးတော့လက်ဆောင်ပေးလိုက်ပါတယ်ဒါကျမတို့ဖက်ကလက်ဆောင်ပါဆွေမျိုးတွေကခဏလောက်တိတ်သွားပြီးပြီးမှရှိလိုက်ပါတယ် တချို့သောကိစ္စတည်တည်လေးတွေကတခါတလေကိစ္စကြီးတွေလိုပဲလူတွေကမကောင်းပြောဖို့အခွင့်အရေးကိုရှာနေကြတာဒါကြောင့်ကိုယ့်ဘက်ကပြင်ဆင်ဖို့အတွက်လိုအပ်တယ်အဲ့ဒါကြောင့်လည်းပြောတယ်လေတခုခုဝယ်သွားမယ်လို့နောက်တည့်ရမှာတော့နေ့လယ်ချိန်ရောက်ခမကစပွဲပေါ်မှာဘူးတည်တည်လေးတွေကိုတင်ထားပါတယ်အဲ့ဘူးတွေကိုထောင်ထံတွေထည့်နေပါတယ်ဒါဝအခန်းပြင်ကနေဖြတ်သွားတယ်ဘူးပွင့်ကမြင်သွားပါတော့တယ်တလောက်အိမ်ကြီးမှနေပြီးတော့အမေကဘာလို့ထောင်ထံတွေစုပူးမှထည့်နေရလဲ အလုံးရဲ့ဘူးထဲမှာချောင်းတန်းတွေထည့်ပြီးယောက်ျားရဲ့တပုံရှိမှငူလိုက်ပါတော့တယ်။သူကမျက်ရည်ဝဲပြီးတော့နောက်မှာငူချလိုက်ပါတော့တယ်။အမေဘာဖြစ်လို့လဲသမီးအလုံးရှိလို့လား။အမေနဲ့စကားပြောဖို့လာတာ။အေးလာထိုင်လေ။သမီးဘာပြောဆရာရှိလို့လဲ။အမေသမီးတို့ကအင်ကြီးမှနေပြီးဘာလို့ကက်စီနင်းရတာလဲ။အခုနတွေ့လိုက်တယ်။အမေစုဘူးမှချောင်းတန်းတွေထည့်နေတယ်။ယောက်ျားမကငူလိုက်ပြီးမိုးပွင့်ပြီးတော့ကိုဖြေလိုက်ပါတယ်။ ။တမီးရဲ့ရောက်ကတိကလည်းအရင်ကသဘောကောင်းတဲ့လူ။ဘယ်ချိန်ကြီးကြီးပတ်စံကို share သုံးနေ။သူကအလုံမှာတော့တခြားနေရာတွေမှာပါပတ်စံနဲ့အများကြီးထည့်ထားခဲ့တယ်။အမေတို့လက်ထဲမှာပတ်စံအသိမရှိဘူး။တရက်ဒုက္ခနဲ့တွေ့ခဲ့ရတယ်။အလုတ်ကတေဝါလီခံသွားရတယ်။အမေတို့ပတ်စံတွေလည်းအကုန်ဆုံးရှုံးသွားတယ်။အဲ့ချိန်ကအရင်ကအခက်ခဲတွေနဲ့ကြုံခဲ့ရတာ။တမီးရဲ့အဖေကနှလုံးအမောဖောက်သွားတယ်။အမေတယောက်တည်းဒီအိမ်ကိုစောင့်ရှောက်လာခဲ့ရတာ။အဲ့ဒါကြောင့်အမေဆုံးဖြတ်ခဲ့တယ်။ပတ်စံကိုလိုအပ်တဲ့နေရာမှာပဲသုံးမယ်။ အဖို့လုံးဝမတုံအရေးကြီးရင်ပတ်စံအပဲအကျုံးဝင်တာလူကအကျုံးမဝင်ဘူးအမေဖြစ်ခဲ့တဲ့မြတ်ကိစ္စတွေအားလုံးလဲတိုင်ယာရီမှာရေးထားတယ်အမေသမီးကိုခွင့်လွှတ်ပါသမီးအမြဲတမ်းအမေကိုတမျိုးထင်ခဲ့တယ်သမီးထင်တာဒီအိမ်ကြီးကိုရောက်လာပြီးကြောင်ပိတ်မိပြီလို့ဘာလို့လဲဆိုတော့ဒီအိမ်ကလူတွေအားလုံးကစီးနေတယ်ဆိုပြီးအမေပြောတာနားထောင်ပြီးအမေနေရာနေဝင်ကြည့်ရင်အမေမှန်တယ်ပတ်စံနေရာမှန်တော့အမှန်ပဲဒါပေမဲ့မေသမီးဖက်ကလည်းပြောစရာရှိတယ် တ်ဆန်ဆိုတာတချို့နေရာမှာသုံးဖို့လည်းလိုအပ်တယ်။ပတ်ဆန်အများကြီးမဟုတ်တော့နည်းနည်းပေါ့။သမီးတို့နေတဲ့ခေတ်မှာပတ်ဆန်ပြဖို့ဆိုတာလည်းလိုသေးတယ်။ဒါမှသမီးတို့တိတ်ခါရှိမှာပေါ့။မဟုတ်ရင်လူတွေကမကောင်းမဲ့ပြောကြတာ။ဟုတ်တယ်။သမီးပြောတာမှန်တယ်။အမေတို့ပါတီသွားတော့လူတွေဘလောက်မကောင်းပြောလိုက်လဲ။အမေလုံးဝသဘောမကျဘူး။ဒါပေမဲ့သမီးကအချင်းနဲ့ဝင်ထိန်လိုက်တယ်။ဒါပေမဲ့အမေတို့စီမှာပတ်ဆန်ရှိရပဲလေ။နည်းနည်းတော့ပြရမှာပေါ့။အဲ့လိုမှပေါ့အမေ။အမေပြောတာအကုန်မှန်တယ်။ မီးတို့အိမ်ကိုတိတ်ချထိမ့်သိမ်းရမယ်။သမီးကအမေကိုအမြင်မှန်ရအောင်သင်ပေးလိုက်တာပဲ။အဲ့အတွက်သမီးတို့အိမ်မှာပါတီလုပ်ရမယ်။အကြီးစားမဟုတ်ပဲအသေးစားပေါ့။တော်တော်ကျင်းမပေးသလိုလေ။ကောင်းပြီလေ။အမေလည်းပါတီအတွက်ပတ်စံအကုန်ကြခံပေးမယ်။နောက်တနေ့မနက်မှာတော့မိုးပွင့်တဲ့ဒေါ်ဂျူလိုင်းကပါတီအတွက်ဈေးဝယ်ထွက်ပါလေ။မိုးပွင့်ကလည်းဈေးတက်တာရဲ့ဆိုင်းကနေပစ္စည်းတွေအများကြီးဝယ်လိုက်ပါလေ။သူတို့နှစ်ယောက်ကဈေးကပြန်လာကြပါလေ။လက်ထဲမှာထုံနှုတ်ထုတ်ကိုကင်ကြပါလေ။ အဲ့ဒီမှာပါတီအတွက်မိကျူတွေမုန်းထုတ်တွေပါပါလာပါတယ်။အမေရည်ရွယ်ချက်တာမှန်ရင်နေ့ရက်တိုင်းပျော်ဖို့ကောင်းပါတယ်။ပါတီရအကြောင်းများချက်ပါတကယ်ပျော်ရွှင်မှုကတော့ပျော်ရွှင်ဖို့အတွက်ကိုကိုကိုမထိန်ချုပ်တာပဲ။နေအောင်လုံးကအင်ကိုရောက်လာပြီးအင်ကိုပြင်ဆင်လိုက်ကြပါတော့တယ်။ညနေချက်ပေါ်မှာမိကျူတွေလိုက်ကာတွေခုံပေါ်မှာလည်းရောင်စုံပန်းတွေကလေးတွေရဲ့ရည်တံတွေဟာလည်းပို့ပြီးတော့အင်ကိုအေးချမ်းစေပါတယ်။အမေအင်ကလုံးဝပျောင်းလဲသွားတာပဲ။ အမေကကစင်းနေပြီးတော့ဘယ်တော့မှမတုံးတော့ဘူးလို့ထင်ထားခဲ့တာအခုတော့သူများထက်အရှိရောက်နေပါလားတာမိုးပွင့်ရသင်မေးထားတယ်ပတ်စံချွေတာမဲ့စာသုံးသိမ့်တဲ့နေရာမှာပျော်ရွှင်မှုအတွက်သုံးသိမ့်တယ်အမေပြောတာမှန်တယ်ကြည့်ရတာဒီနေ့အိမ်မှာ decoration ပြောင်းလဲသွားရုံသာမကအတွေးပါပြောင်းလဲသွားတာပဲမိုးပွင့်နေရတော့အံ့ဩစရာပါလားကလေးတွေကအခင်းထဲမှာပူပေါင်းမှုတ်ပြီးပြေးလွှားနေကြပါတယ်။ဟုတ်၊တားပြန်ရုံပူပေါင်းမှုတ်ထားတယ်။ ဒီရောင်ကအန်ဒီမိုးပွင့်အကြိုက်ဆုံးပဲတမီလည်းတကားမှ happy day ဆိုပြီးရေးထားတယ်ဒီနေ့ပျော်စရာနေ့ပဲအားလုံးကတယောက်ကိုတယောက်ပြုံးပြီးကြည်လိုက်ပါတော့တယ်ညရောက်တော့ပါတီကျင်းပလိုက်ပါတယ်မိတွေဖွင့်ပြီးစပွဲပေါ်မှာလေးမုံမျိုးစုံကို တင်ထားပါတယ်အေးနဲ့ချိုရီလေးတင်ထားပါတယ်အားလုံးကအဝတ်အသစ်တွေနဲ့ပြင်ဆင်ထားကြပါတော့တယ်မင်းကအမေကိုရင်မဟုတ်ဘူးအိမ်ကိုပါပြောင်းလဲပေးလိုက်တာပဲကျမဘာမှမလုပ်ပါဘူး ဒါအမေရဲ့အရင်ကအိမ်မက်လေးမြုပ်နေတာအဲ့ဒါပြန်ပြီးတူးဖို့ပေးလိုက်ရုံပဲယောက်ကမကအားလုံးကိုကြည်လိုက်ပါတယ်သူမျက်နှာမှာအေးချမ်းမှုတွေရှိနေပါတယ်ငါအရင်ပျော်တာပဲဒီနေ့ငါအိမ်မှာမီးအလင်းရောင်တွေမကရင်းနေမှုရဲ့အလင်းတွေပါလင်းဟတ်နေတယ်အားလုံးကအတူတိုင်းပြီးမုံတွေစားလိုက်ပါတော့တယ်ယောက်ကမကကလိုက်ပါတယ်မိုင်းလိုက်တာတားတို့ဖွာအဲ့လောက်လန်းနေဆိုတာတားတို့မသိခဲ့ဘူး ငါတို့လည်းဖွားနဲ့တူတူကမယ်လေကလေးတွေလည်းသူ့ဖွားနဲ့တူကလိုက်ကြပါတော့တယ်အားလုံးကလည်းရင်မောလိုက်ကြပါတော့တယ်မင်းကကိုကိုကိုချစ်တအောင်သင်ပေးသလိုမိသားစုလည်းချစ်တအောင်သင်ပေးလိုက်တယ်အဲ့တော့ဘာဖြစ်လဲကောင်းတာပေါ့ဒါမှမိသားစုအစ်စ်လို့ခေါ်တာမိုးပွင့်ရတော့အင်ကိုငင်းချမ်းမှုတွေယူလာတာပဲငါမလုံနိုင်ခဲ့တဲ့အရာကိုနင်လုပ်ပြခဲ့တယ်အကူနဲ့အမကကြမယ်လေဒီလိုနဲ့အင်ကြီးမှနေထိုင်ပြီးကက်စီနိုတဲ့လူတွေကို မိုးပွင့်ကပြောင်းလဲပေးလိုက်ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်